မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိတဲ့သူတွေရဲ့ကွင်းလေပိုင်းကို အကြီးစားပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ပလန်မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူကနေကြိုဆိုပါရယ်ကျွန်တော်ကိုခန့်ပါဒီညမှာတော့ဘောလုံးပွဲတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဘောပွဲတွေမလာခင်မှာယူနိုက်တက်တာဝန်ရှိတဲ့သူတွေအသင်းရဲ့ကွင်းလေပိုင်းကိုအကြီးစားပြုပြင်ပြောင်းလဲဖို့ရည်ရွယ်ထားတဲ့ ပလန်တစ်ခုအကြောင်းကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။ဒါကကျွန်တော်ရဲ့အားပေါ်မဟုတ်ဘူးနော်။ Team Talk ကနေပေါ်ပြထားတဲ့ United အသင်းတာဝန်ရှိတဲ့သူတွေတနည်းအားဖြင့် United အသင်းရှေ့ဆက်လှုပ်ဆောင်မဲ့ UEFA ချက်တွေကိုကျွန်တော်ဆွေးနွေးသုံးသပ်သွားမှာပါ။ Okay အဲ့တော့ United အသင်းတာဝန်ရှိတဲ့သူတွေကကွင်းလယ်ပိုင်းမှာကျွန်တော်တို့မျှော်လင့်သလိုပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုပေမဲ့အထက်မကပူတဲ့အကြီးစားပြုပြင်ပြောင်းလဲမှုတွေပြုလို့မှဖြစ်ပါတယ်။ဘော်ဒမလုံးလောကမှာ ကစားသမားတယောက်ခေါ်တာခက်ခဲတယ်လို့ကစားသမားတယောက်ရောင်းချရင်လည်းခက်ခဲပါတယ်ဒီလိုခက်ခဲမှုရှိတဲ့ခေတ်ကြီးထဲမှာရွှေနဲ့တဲ့အသင်းတာဝန်ရှိတဲ့သူတွေကတော့အသင်းရဲ့ကစားသမားအကုန်လုံးဒီပါလှည့်ထုတ်ပြီးတော့နောက်ထပ်ကစားသမားအသစ်၃ယောက်လောက်ကိုပြောင်းရွှေ့ကြီးပေါင်တန်း250တန်ဖိုးတုံးသွားမယ်လို့သိရပါတယ်အဲ့တို့ကြောင့် heavy ပြုပြင်ပြောင်းလဲမှုတစ်ခုကိုຫນွေရသည့်အပြောင်းရွှေ့ကာလမှာကျွန်တော်တို့မြင်ရဖို့ရှိတယ် ကနဦးရက်တွေကကျွန်တော်ဆွေးနွေးသုံးသပ်ခဲ့တယ်လို့ပဲဒီပေါင်တန်း250ကိုတလုံးတစ်ခဲတည်းနောက်လာမဲ့နွေရာသီမှာပုံးပါလားဒါမို့ရင်ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာပေါင်တန်း100လောက်သုံးပြီးတော့နွေရာသီပြောင်းရွှေ့ကာလရောက်ရင်ပေါင်တန်း150လောက်သုံးပါလားပဲတစ်ချက်စောင့်ကြည့်ရမှာပါတေချာတစ်ခုကတော့ဒီကွင်းလေစုဖွဲ့မှုကိုလုံးဝရှယ်ဖြစ်စေဖို့အတွက် strong ဖြစ်စေဖို့အတွက်ယူနိုက်တက်တင်တာဝန်ရှိတဲ့သူတွေဒီငွေအလုံးအရေးလိုက်ကိုတုံးသွားဖို့ရှိနေပါတယ်ဒီလိုငွေအလုံးအရေးလိုက်အတုံး ပြုတ်မှုမှာလဲနောက်ကွယ်ကနေငွေပြန်ရမဲ့လမ်းကြောင်းတွေကိုရှားပါတယ်ဒါက Imgandan Sustainability Rules ပါ Sure တကယ်တကားတော့လိုမျိုးပြောင်းရွှေ့ခြင်းတုံးတယ်ကွာပတ်စံရှိလို့ဝယ်တယ်ကွာသွားလုပ်လို့မရတော့ပါဘူးမင်းတို့ဝယ်မယ်ဆိုရင်ဝင်ငွေရတဲ့လမ်းကြောင်းကို ပြပါ Express ကြည်ကြည်မမရှိရင် income ကြည်ကြည်မမရှိရမယ်ဆိုတဲ့သဘောမျိုး FA က UEFA ကเนาะကျွန်တော်အဖွဲ့ချုပ်နှစ်ခုလုံးစီမီစီကန်ညချမှတ်ထားပါတယ်ဆိုတော့ ကျွန်တော်ဒီဗီဒီယိုမှာအဓိကစဉ်းစားရမှာဒီပေါင်တန်း250ကိုတုံးတာကတော့ဟုတ်ပြီခုနကကျွန်တော်ပြောတဲ့ income ပေါ့နော်ဝင်ငွေရတဲ့လမ်းကြောင်းကို United တင်တာဝန်ရှိတဲ့သူတွေဘယ်လိုစီစဉ်ထားသလဲအဲ့ဒီအပိုင်းနှစ်ပိုင်းကိုကျွန်တော်ကွန်ပဲလုပ်ပြီးတော့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ် income ပေါ့နော်ဝင်ငွေရတဲ့လမ်းကြောင်းပေါင်တန်း250ကိုခုတာခံတာရှိသေးဖို့အတွက် United တင်တာဝန်ရှိတဲ့သူတွေဘယ်လိုစီစဉ်ထားသလဲအသင်းမှာလက်ရှိကစားနေတဲ့ ကွင်းလယ်ကစားသမား၂ယောက်ဖြစ်တဲ့ Bruno Fernandes နဲ့ Casemiro ကိုနောက်လာမဲ့နေရာဒီမှာအသင်းကနေထွက်ခွာခွင့်ပေးဖို့စဉ်းစားထားပါတယ်။နောက်တစ်တယောက်ကတော့ Marcus Rashford ပါ။ဒီ၃ယောက်ကို Bruno ကြည့်ကြည့်လိုက်။ထူးခြားနေတာတစ်ခုရှိတယ်။ခြေသွမ်းပိုင်းလည်းမဟုတ်ဘူးဗျ။ပြောင်းရွှေ့ခြေလည်းမဟုတ်ဘူး။ပေးရတဲ့လောက်ခပမာဏ၃ယောက်လုံးဒီတပတ်လောက်က၃သိန်းကျော်တယ်။ United အသင်းမှာလောက်ခပမာဏအများဆုံးရနေတဲ့ player တွေပါ။ကစားသမားတယောက်ရဲ့ ်ပြောင်းရွှေ့ခြေထက်လောက်ခပမာဏကပို့ပြီးတော့ဝင်များစီပါတယ်ပြောင်းရွှေ့ခြေဆိုတာတလုံးတစ်ခဲတည်းပေးလိုက်ရတယ်ပြီးတော့ဒီခါလေးကြာရင်ထားပါတော့ဗျာ installment တွေရှိမယ်တိုးတော့လောက်ခပမာဏကြတော့ကစားသမားအသင်းမှာစာချုပ်ကြံနေသည်တွေပေးချေရတဲ့ပုံစံမျိုးအဲ့အတွက်ကြောင့်လောက်ခပမာဏများပြားလွန်းလာတဲ့ကစားသမားတွေကိုစာချုပ်မကြံတော့ဘူးဆိုရင်အသင်းကနေအလွတ်ထုတ်မယ်စာချုပ်အနည်းငယ်ကြံတဲ့ကစားသမားကိုတင်းတင်းနဲ့ဈေးပမာဏတရက်နဲ့ရောင်းထုတ်မယ်ဆိုတဲ့သဘောမျိုးပဲ ကျော်ဒီ၃ယောက်လုံးရဲ့လောက်ခပမာဏတွေ short ချနိုင်လိုက်မယ်ဆိုရင် United သုံးမဲ့ပြောင်းရွှေ့ခြေပေါင်တန်း250ဆိုတာ AC သုံးလို့ရသွားမဲ့အခြေအနေပါဒီလိုသုံးလို့ရတဲ့အခြေအနေကလည်း Bruno Fernandes ကိုပြောင်းရွှေ့ခြေပေါင်တန်း80 90ရစီရမလို့ Marcus Rashford ကိုလည်းပေါင်တန်း60 90ရစီရမလို့ကြံရှိနေသေးတဲ့ contract expiry နဲ့ live ဖက်မဲ့ တင့်တင့်သောပြောင်းရွှေ့ရေးပမာဏရရင်လုံလောက်ပြီအဓိကလောက်ခပမာဏကိုရှော့ချနိုင်မှုပဲအရေးကြီးတယ် Okay ဒီ၃ယောက်ရဲ့စာချုပ်သက်တမ်းတွေကိုတစ်ချက်ထပ်ပြီးစမ်းစစ်အောင်ကက်စပီရိုကတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပြုဖို့များပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့စာယုသက်တမ်းလာပိုင်းမဲ့ကျန်တော့တယ်ဒီနှစ်ဘောလုံးရာသီမှာကုန်ဆုံးမှာပါဘရူနိုဖာနန်ဒက်စ်ကတော့နောက်တစ်နှစ်အတင်းမှာစာချုပ်သက်တမ်းကျန်ရှိနေသေးတယ်2029မှာစာချုပ်သက်တမ်းကုန်မှာပါဒါမဲ့ ဘရူနိုရဲ့စိတ်နေသဘောထားကလည်းရှင်းပါတယ်တခြားကစားသမားတွေလိုတခြားကစားသမားတွေဆိုတဲ့နေရာမှာဂျေဒန်ဆန်ချိုလိုမဟုတ်ဘူးဗျာယူနိုက်တက်ကအကျိုးအမြတ်တစုံတရာရမယ်ဆိုရင်သူ့ရောင်းချင်လာသူကတ်တက်ပြီးတော့နေမနေဘူးပြောင်းပေးမယ်အသင်းကအကျိုးအမြတ်ရဖို့ပဲအရေးကြီးတယ်ဆိုတဲ့ကစားသမားမျိုးအဲ့ဒီအတွက်ကြောင့်ဘရူနိုဖာနန့်ရှ်ကိုစာချုပ်တက်တနစ်ကျန်အခြေအနေကနေ sorry bro league ကိုရောင်းလိုက်မယ်ဆိုတဲ့ပုံစံမျိုးကအများကြီးဖြစ်နေတာပေါ့သူနဲ့နိုင်ငံသူအသင်းပေါ်သူ့ရဲ့ senior Cristiano Ronaldo ရှိတဲ့ နော် elder sa ကိုပြောင်းရွှေ့ဖို့ဆိုတာအချိန်ကာမီးဖြစ်သွားနိုင်တယ် ronaldo ကလက်ဖြောက်တစ်ချက်တီးပြီးမင်းလာမလား elder sa ရဲ့ bruno fernandes ကိုခေါ်ပြီးဆိုလို့က elder sa တုံးမဲ့ငွေကြေးမောင်းပမာဏပေါင်တန်းလေး90ပတ်ချလဲတဝိုက်ပဲအဲ့ဒါကြောင့်ဒီ transfer fees လောက်ပြန်ရရင်ကျွန်တော်တို့မစိုးလို့တင်တယ်နောက်ဆုံးတစ်ယောက်ကတော့ rashford rashford ကတော့ barcelona ကိုပြောင်းရင်ပြောင်းရွှေ့ခြင်းအများကြီးရမှာတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုပေးနေရတဲ့လောက်ကပမာဏကများပြားတဲ့အတွက်ကြောင့် united အနေနဲ့အဆင်ပြေသွားဖို့ရှိတယ် ပြောင်းရွှေ့ခြင်းအများကြီးမရဘူးဆိုတော့ညာလေသူရဲ့စာအုပ်တက်တန်း2028ထိကျန်နေတဲ့အတွက်ကြောင့်ဒီကျန်ရှိမှုတက်တန်းနဲ့တန်ရတန်ကြီးတော့ရရှိမှာပါ။ Okay အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းကစားသမားအစ်တတွေခေါ်ယူတဲ့နေရာမှာဘယ်ကစားသမားတွေကိုပြစ်မှတ်ထားတာလဲ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမဲကစားခြင်းနဲ့ဆိုရင်တော့ Super Senior Baseball စီမှာ iPad 9ကို9ဒလုံးမင်းစ်နဲ့မောင်ငါ6တို့ကိုမမသည့်အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ပပနံပါတ်39 89 96 440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်။ ကနဦးကျွန်တော်ညီကိုတွေတရှိပြီးသားကစားသမားတွေပဲဖြစ်ပါတယ်။တခြားသောပြစ်မှတ်ကစားသမားတွေတည်င်းထွက်နေပေမဲ့လည်းအဓိကကတော့ United တင်းဒီကွင်းလယ်မှာကစားသမား၃ယောက်ကိုပဲအလို့ရှိပါတယ်။ Northern Forest ကွင်းလယ်ကစားသမား Elio Anderson, Brighton တင်းရဲ့ကွင်းလယ်ကစားသမား Carlos Baleba နဲ့ Crystal Palace တင်းရဲ့ကွင်းလယ်ကစားသမား Adam Warden တို့ပဲဖြစ်ပါတယ်။ဒီ၃ယောက်လုံးကခေါ်ဖို့အမတ်တပ်ပတံကိုခက်ခဲတယ်။ ဒီထဲမှာဈေးတက်တာလားဆိုလို့တက်တာလည်းတော့မဟုတ်ဘူးဗျာနော်ဈေးတင်တာဆိုလို့အဒမ်ဝါဒန်တယောက်ပဲရှိတယ်အဒမ်ဝါဒန်ကို Crystal Palace တင်ရတော့ပြောင်းရွှေ့ရေးပေါင်တန်း60 90လောက်ရရင်ရောင်းထုတ်နိုင်ပွဲရှိတယ်လို့ရေးသားဖော်ပြထားပြီးတော့ချန်တဲ့ကစားသမားနှစ်ယောက်ကတော့ပေါင်တန်း100နီးပါးလောက်ရှိတယ် ်ပေါင်တတရနီးပါးဆိုတာအမြင့်ဆုံးပြောင်းရွှေ့ကြီးကိုခတ်မှန်းထားတာပါဘလီပါလည်းအထက်နေကောင်းနေသွားတယ်လို့ idiot anderson လည်းအထက်နေကောင်းနေသွားနိုင်တယ်ဝါဂျန်ကလည်းဒီ commander ကပို့ပြီးတော့တိုးလာနိုင်တယ်အဲ့တော့ကျွန်တော်၃ယောက်ပေါင်းရင်ပြောင်းရွှေ့ကြီးပေါင်တန်း250လောက်ရှိရဲဆိုတဲ့သဘောမျိုးဖြစ်ပါတယ် okay conclusion ဆွဲချင်တာကတော့ဒီကစားသမားတွေကို united in game နဲ့ expense ချိန်ညှိပြီးဝယ်မယ်ဆိုရင်ပြောင်းရွှေ့ကြီးပေါင်တန်း250ကဖြစ်နိုင်တယ် တိုးတော့ပြဿနာတစ်ခုပဲရှိတယ်။အဲကစားသမားတွေကိုလိုချင်နေတဲ့ကလပ်ကမန်ယူနိုက်တက်တဲ့တင်းနဲ့မဟုတ်ပါဘူး။ကလပ်တင်းမြောင်များတော့အလိုရှိနေတဲ့အတွက်ကာလော့စ်ဘလီဘာလွင်အီလီယိုအန်ဒါဆင်တို့အဒမ်ဝါဒန်တို့အင်္ဂလိပ်နှစ်ယောက်ကိုတော့ယူနိုက်တက်အနေနဲ့ခေါ်ဖို့ခက်ခက်ခဲခဲစူးစမ်းဖို့ရှိပါကြောင်းတုံ့သက်ဆွေးနွေးနေပေဗီဒီယိုလေးကိုဒီမှာနားကွင်းပြပါ။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။